Selene TV ရဲ့ The Best Beauty Tips ပြည်သက်ကြီးအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်တို့တွေကဘာနဲ့တဝမ်းအရန်ခက်စားနေတဲ့ဒီအသားရည်ထိမ့်သိမ့်မှုဆိုင်ရာပစ္စည်းလေးတစ်ခုကိုကျွန်တော်ကမိတ်ဆက်ပေးချင်ပါတယ်။ဒါကတော့ Bella ကထုတ်ထားတဲ့နှင်းစီပွင့်ဖက်ရဲ့အနှစ်အရသာတွေအပြည့်အဝပါတဲ့ Kiss Water ပဲဖြစ်ပါတယ်။ဒီဟာလေးကိုဘယ်လိုမျိုးအသုံးပြုမလဲ၊ဘယ်နေရာမှာအသုံးပြုမလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်။အခုဆိုရင်တော့ကျွန်တော်မျက်နာက ညနာသစ်ပြီးသွားလို့မိကလိန်ဖို့အစင်းသင့်ပြင်မဲ့အစင်ဦးရောက်နေပါပြီအဲ့တော့ကျွန်တော်ဒီမှာအရင်ဆုံးအသုံးပြုချင်တာကတော့ဘယ်လာကနေအစ်စ်ထွက်ရှိလာမဲ့အာနှင်းစီအနှစ်အရသာနဲ့လှုပ်ထားတဲ့ kiss water ပဲဖြစ်ပါတယ်ဒီ kiss water ဆိုလို့ရှင်ကျွန်တော်တို့အခုဆိုဒီ rose water ဆိုပြီးတော့အရန်ကိုအာတကဘာလုံးရှိသမျှဒီအလှပနဲ့စိတ်ဝင်စားတဲ့လူတွေအားလုံးအရန်ကိုအသုံးပြုနေတဲ့ rose water ပုံစံမျိုးပဲဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှင်ကျွန်တော်အာအရှိရအနောက်ကစာအုပ်သေးချာဖတ်ထားလိုက်တော့အာ तू ကဒီအစီပြန်နာကိုကာကွယ်ပေးတယ်ပြီးတော့ရေဓာတ်ကိုလည်းထိန်းပေးတယ် ထုံနာအဖြစ်လည်းအသုံးပြုလို့ရတယ်မိတ်ကပ်လိမ့်ပြီးတဲ့အခါမှာလည်းမိတ်ကပ်ကိုအစီမပြန်အောင်ထိန်းပေးတဲ့ mattifying spray အနေနဲ့လည်းဖြန့်လို့ရတယ်အခုဆိုလို့ရှိရင်ကျွန်တော်မျက်နှာမှာကမျက်နှာတစ်ပြီးတဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးနဲ့ကျွန်တော်ဖြန့်ပြီးတော့အရင်ဆုံးမိတ်ကပ်မလင်းခင်အသားအရေအတွက်အရင်ဆုံးအဆင်သင့်ပြင်ပါမယ်။တာအုပ်ဖြန့်တဲ့အခါမှာမျက်နှာနေပြီးတော့တပေးလောက်အကွာနေပြီးတော့ဖြန့်မှာဒီလိုမျိုး၄-၅ချက်လောက်ဖြန့်ပြီးတဲ့အခါကြလို့ရှိရင်ဒီမျက်နှာမှာဒီအရေလေးတွေခြောက်သွားအောင်လို့ခဏလေးထားလိုက်ပါ။ တီရော့စ်ဝါတာထဲမှာရှားဆောင်လက်ပတ်ကအစီအနှစ်တင်လက်ပါတဲ့အတွက်ကြောင့်မို့လို့ရေဓာတ်ကိုထိမ့်ပေးထားတဲ့အနှစ်အရာသားတွေအပြည့်အဝပါပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်မျက်နှာကဒီဟာလေးဖြန်းထားလို့အဆိုတက်လေးထိမ့်ပြီးသွားပြီပြီးလို့ရှိရင်ကျွန်တော်အမ် sunscreen လိမ့်မယ်ပြီးလို့ရှိရင် makeup လိမ့်တော့မယ်အခုဆိုရင်တော့ကျွန်တော်မျက်နှာမှာ concealer တွေကိုကျွန်တော် နေရာအနှက်လိုတဲ့နေရာတွေမှာလိုက်ထည့်ပေးပြီးပါပြီအဲ့တော့ကျွန်တော်ဒီ concealer တွေကို blending မလုပ်ခင်မှာကျွန်တော်ရဲ့ sponge လေးကိုလည်းဒီ rose water လေးနဲ့နှစ်ချက်လောက်ဖြန်းလိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် sponge လေးမှာဒီ rose water ကအစီအနှစ်တွေကသွားပြီးတော့အာဒီပေါ်မှာကတ်နေမယ်ပြီးတော့ကျွန်တော်လိမ့်တဲ့အခါမှာလည်းဒီ sponge လေးကစုံနေတဲ့အတွက်ကြောင့်မလို့ကျွန်တော် blending လုပ်ရတာပို့ပြီးတော့လွယ်ကူစေပါတယ် ခုဆိုရင်တော့ကျွန်တော်မျက်နှာမှာလိုအပ်တာတွေအားလုံးကိုပြင်ပြီးသွားပါပြီဒီလိုမျိုးလိုအပ်တာတွေကိုပြင်ပြီးသွားတဲ့အခါမှာနောက်ဆုံးအနေနဲ့ ျွန်တော်မျက်နှာမှာရှိတဲ့မိတ်ကပ်တွေအလွှာအလွှာလိုက်လိမ့်ထားတဲ့မိတ်ကပ်တွေအလုံးတသားတည်းဖြစ်သွားအောင်ဒီလိုမျိုး rose water လေးကိုဖြန့်ပေးလိုက်တဲ့အခါကျရင်မိတ်ကပ်လည်းတိတ်သွားမယ်ပြီးတော့ဒီထဲမှာပါတဲ့အဆီမပြန်တဲ့ mattifying effect ကြောင့်လည်းကျွန်တော်မျက်နှာကတနေ့ကိုအဆီပြန်မအောင်လည်းမစိုးရိမ်ရဘူးပြီးတော့မိတ်ကပ်တွေပြတ်မှာကွာမအောင်လည်းမစိုးရိမ်ရပါဘူးဒီလိုမျိုးဖြန့်တဲ့အခါမှာလည်းအခုနကမိတ်ကပ်မလိမ့်ခင်ဖြန့်တယ်လို့ပဲတပီလောက်အကွာနေပြီးတော့ဖြန့်မှာကျွန်တော်ကဖြန့်တဲ့အခါကျရင်၅ချက်ဖြန့်လေးရှိပါတယ် ီနေရာကိုတစ်ချက်ဒီနေရာကိုတစ်ချက်ဒီဘက်ကိုလည်းတစ်ချက်စီးပြီးတော့အလယ်မှာတစ်ချက်ဆိုတော့ငါချက်ဖြန်းပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့မျက်နှာလေးကအစင်စစ်ဖြစ်သွားပါပြီခဏလေး၆တာကိုစောင့်ပါမယ် ပြီးရင်လည်းဒီ kiss water လေးကိုကျွန်တော်တို့အိတ်ထဲမှာလွှဲနေတကူဆောင်ထားပြီးတော့တနားရီချတစ်ခါနှစ်နာရီချတစ်ခါလိုအပ်ရင်လိုအပ်တယ်လို့ဖြန်းပြီးနိုင်ပါတယ်ဒါမျိုးတွေကယုံသွားကြောင်းသွားတဲ့အမျိုးသမီးတွေအတွက်အရန်အဆင်ပြေပါတယ်ကျွန်တော်တို့တွေ air con ခန်းထဲမှာနေရသည်ပဲဖြစ်စေဒါမှမဟုတ်လည်းတနေ့ကိုအရန်ချွတ်ထွက်များတာပဲဖြစ်စေဒီဟာလေးကိုပြန်ပြန်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အသားအရေပြန်ပြီးတော့လန်းဆန်းပြီးတော့ဒီ um ခြေထလေးတွေပြန်ဖြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးရဲ့အသားအရေလေးတွေကဆူဆူပြေပြေလေးနဲ့လှနေမှာဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်တို့အားလုံးနှင်းစီပန်းရဲ့အနှစ်အရသာတွေပါဝင်တဲ့ Kiss Water လေးကိုဘယ်လိုသုံးရလဲဆိုတာသိပြီပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ရင် like လုပ်ပါ share လုပ်ပါသိချင်တာတွေရှိရင် like comment မှာမေးပါအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ကြာသာပြီးနေမှာထပ်တွေ့ကြမယ်